ရန်ကုန်တိုင်းဆက်နေစဉ်တင်ရဆီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့ခရီးအကြောင်းများတွေကတော့တရုတ်မီပညာဖြစ်တက်တန်းရှင်ကုန်းတွင်ရှင်နဲ့မြေများတွင်လာရောက်ရှင်သည့်မြို့နယ်ရန်ဖိတ်ခေါ်ဆိုရတဲ့တွင်ဘာစိနေတူမြပရွှေစေရတန်းချဖြစ်နေဆိုတဲ့တွင် ဝင်းတိုင်းသုံးတိုင်း၌မိုးတိမ်တောင်းကြောင့်နေရာကွက်၍မိုးလေကြီးနိုင်ဆိုတဲ့သတင်းငါတကားသတင်းပုံလေးနဲ့တောင်ကိုရီးယားနိုင်ငွေချောင်းဝယ်လို့အားစံချိန်တင်စက်တိုင်းမြင့်တဲ့ဆိုရသတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့တရုတ်ဤပညာဖြင့်တက်တန်းရှင်ကုန်းတွင်ရေနံမြေများတွင်လာရောက်ရှင်သည့်မြုပ်နှံရန်ဖိတ်ခေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကနီးပညာတွေအသုံးပြုပြီးမြန်မာနိုင်ငံရှိတက်တန်းရှင်ကုန်းတွင်ရှင်နံမြေတွေမှလာရောက်ရှင်သည့်မြုံနှံကထွက်တိုးစီမံခိန်းတွေပူပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ခဲ့တယ်လို့စွမ်းဝင်ကြီးဌာနမှသိရပါတယ်။ စွမ်းရည်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဥပဂိုလ်ဝင်ခတရုတ်ပြည်သူတမရနိုင်ငံယူလင်းပြည်နယ်တွင်တတန်းရှင်ရေနံမြေများ၌အထွတ်တိုးထုတ်လုပ်နေမှုအခြေအနေနှင့်ရှီယန်ပြည်နယ်တွင်တွေးဒီဆိုင်းစမတ်တိုင်းသာသည့်စက်ပစ္စည်းကရိယာများအားထုတ်လုပ်သည့်ဆက်ယုံများသို့တွားရောက်ကြည့်ရှုလေ့လာစဉ်အခုလိုဖိတ်ခေါ်ခဲ့တာဖြစ်ပါသည် ယခုလ19ရက်နေ့ကနောက်ပက်ထရိုရီယမ်အန်ကမီကယ်ကော်ပိုရေးရှင်းရဲ့အစည်းအဝေးခန်းမှာမှဥက္ကဋ္ဌဥဆောင်ထေအဖွဲ့ကတသန်းရှင်ရေနံမြေများအလိုက်ရေနံအထွက်တိုးစေရှိဆောင်ရွက်နိုင်ခဲ့မှုမြန်မာနိုင်ငံရှိတသန်းရှင်ရေနံမြေများအတွင်းဘူမိတသန်းဘူမိမြေလွှာများပေါ်မူတည်၍ရေနံမြေအလိုက်ဆက်လက်ဆောင်ရွက်သင့်သည့်ဤပညာများနှင့်ဤစဉ်များဒီဂျစ်တယ်ဤပညာသုံး၍ရေနံမြေများအလိုက်စီမံခန့်ခွဲရန်လိုအပ်မှုအဆင့်မြင့်ဤပညာများအသုံး င်းပြူဆောင်ရွက်ခဲ့မှုကြောင့်ရရှိခဲ့သည့်အကျိုးကျေးဇူးများအားရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ် ပြည်ထောင်စုဝန်ကြီးကယခုလိမ့်လာခဲ့သည့်ရေနံမြေသည်မိမိတို့နိုင်ငံရှိဂုံတွင်းရေနံမြေများနှင့်နိုင်ရှင်ပါကတတန်းအားဖြင့်မျိုးစွာကွာခြားမှုမရှိသည့်အပြင်ထုတ်ယူနိုင်သည့်လက်ချံရေနံနှင့်တဘာဝသံဝေပမာဏမှာမိမိတို့၏အချို့သောရေနံမြေထက်မျိုးစွာနည်းပါတော်လေအစစ်မြင့်ဒီပညာများအသုံးပြု၍စနစ်တကျဆောင်ရွက်နိုင်မှုကြောင့်အထွတ်နှုန်းတွင်တည်တည်တသာအသုံးမြင့်နေသည်ကို တွေ့ရှိရကြောင်းဒါကြောင့်ဒီပညာအခြေအနေ ီးနှင့်လူဆွမ်းအားရှင်းရမြင့်များတွင်လည်းအားကောင်းမှုရှိသည့်ကုမ္ပဏီများအားမိမိတို့၏တသန်းရှင်ကုန်တွင်းရေနံမြေများတွင်နှာရောက်ရင်းနှီးမြုပ်နှံ၍အထွက်တိုးစီမံခိန်းများပူပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ပါကြောင်းပြောကြားခဲ့တယ်လို့သိရပါသည်။ ထာအပြင်ပြည်တွင်းမှဝန်ထမ်းများကိုလည်းတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ရေနံတက္ကသိုလ်များလုပ်ငန်းခွင်များတို့ဆီလိုကစာသွေးလက်သွေးလေ့ကျင့်သင်ကြားနိုင်ရန်ပူပေါင်းဆောင်ရွက်ရန်လိုချောင်းကိုလည်းကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာစည်းနှံအတူပြင်ပရွှေစည်ရအတကြဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကမ္ဘာရွှေဈေးနဲ့အတူပြည်တွင်းပြည်ပဈေးတွေပါအတက်ချဖြစ်နေတယ်လို့ဈေးကွက်ထဲကသိရပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့နဲ့နိုင်ရှင်ဘာကကမ္ဘာရွှေဈေးတောင်စားကိုစနက်ဒေါ်လာအထိကျဆင်းနေပြီးယမန်နေ့ကနဲ့နိုင်ရှင်ရှင်ထော့တောင်စားကို86ဒေါ်လာအထိပြန်လည်မြင့်တက်လာပါတယ်။ ဒတထုရွှေရည်ညွန်စေးတမတ်ရေးကော်မတီရဲ့ဒီကနေ့တမတ်ရည်ညွန်စေးကားထော်တကြက်သားကို59တိန်9000နဲ့တမတ်ထားကားဈေးငိမ်နေပြီးပြင်ပရွှေစေးကားထော်ပြီးခဲ့တဲ့တောက်ချာနေ့နဲ့နိုင်ရှင်ဘာကတကြက်သားကိုကျပ်2000ကားနေ3000အကြာကြာဆင်းလာသလိုယမန်နေ့နဲ့နိုင်ရှင်ဘာကတကြက်သားကိုကျပ်6000စီပြန်လည်မြင့်တက်လာပါထိတ် ပြည်တွင်းငွေလဲနှုန်းကားတော့အမေရိကန်ဒေါ်လာကို4050ကျပ်အထိရှိနေပြီး30ကျပ်ဝန်းကျင်အထိသာအသက်ကျဖြစ်နေပါထိကောဘာရွှေစေးဟာဒီကနေ့မှာတောင်အောင်ဆောင်ကို4348ဒေါ်လာရှိနေပြီးပြည်တွင်းပြည်ပရွှေပေါင်းစေးကားတော့အခောက်ရွှေစနစ်ဟောင်းတစ်ချက်သားကို88သိန်းတောင်စနစ်တစ်ချက်သားကို86သိန်း9000အထိဈေးနှုန်းအသီးသီးရှိနေပါထိ ရွှေစည်းကွက်ထဲမှာတော့ဝဲသူထက်ရောင်းသူပိုများနေတယ်လို့ရွှေစည်းရတက်ချရှိနေတာကြောင့်အဝဲမမားကြဘဲသတိပြုကြဖို့ကိုလည်းစည်းကွက်ကျွမ်းကျင်သူတွေကသတိပေးထားပါသေးလို့သိရပါသေးရှင်ဆလဘီရန်ကုန်အပောင်ဝင်းတိုင်းတုံတိုင်း၌မိုးတိမ်တောင်းချောင်းနေရာကွက်၍မိုးလေကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မိုးတိမ်တောင်တွင်ခြောက်ရန်ကုန်တိုင်းအပါဝင်တိုင်းတုံတိုင်းမှာနေရောက်ွက်ပြီးမိုးလေကြီးနိုင်ထေလို့မိုးလေဝသနှင့်ဆလဘေဒညွှန်ကြားမှုဦးစီးဌာနကယနေ့မနက်ပိုင်းမှာအသိပေးလာပါထေယနေ့မြန်မာစံတော်ချိန်မနက်9နာရီခွဲအချိန်တိုင်းထွာချက်များအရာတုံတရုတ်ပင်လယ်မြန်မာဖြစ်ပေါ်နေထေအပူပိုင်းမုံတိုင်းဖန်ရှန်ဟာအနောက်ဘက်သို့ရွေးချားခဲ့ပြီးထိုမှသစင်အနောက်တောင်ဘက်သို့ရွေးချားနိုင်ကပုံမအားကောင်းလာပြီးမနက်6နာရီအတွင်းအားကောင်းသောအပူပိုင်းမုံတိုင်း function ဖြစ်သို့ရောက်ရှိနိုင်မည်လို့ခန့်မှန်းထားပါသည်ရှင်ညနေရက်ထီခမန်းချက်အရာအရာဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနယ်တောင်ပိုင်းတို့မှနေရာစိတ်စိတ်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းချင်းမွန်းနယ်ရခိုင်ပြည်နယ်တို့မှနေရာကျဲကျဲနယ်ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှနေရာကွက်ကြားမိုးထချုံရွာနိုင်တယ်လို့ဆိုထားပါသေး ရန်ကုန်တိုင်းအီယောင်ဝတီတိုင်းတနင်္သာရီတိုင်းတို့မှမိုးတိမ်ထောင်များဖြစ်ထုံးမှုအကောင်းနေပြီးအစူပါမိုးတိမ်ထောင်များရွေရှားရာနေရာတစ်လျှောက်မှမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးတက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါသေးလို့သိရပါသေးရှင်။နိုင်ငံတကာသတင်းဌာနအနေနဲ့ တောင်ကိုရီးယား၌ငွေချောင်းဝယ်လိုအားစံချိန်တင်စတိုင်းမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားမှာငွေဝယ်လိုအားမြင့်တက်နေပြီးဈေးနှုန်းကလည်းစံချိန်တင်မြန်မာနေကောင်းရွှေထက်တည်တည်တသာကျော်လွန်နေပါထိတ်။တောင်ကိုရီးယားရွှေလဲလဲရေအချက်လက်များအရအော်တိုဘာလ18ရက်နေ့မှာငွေတစ်ဂရမ်ကို2468ဝမ်နှုန်းဖြင့်လဲလဲခဲကနှစ်အစပိုင်းနောက်ပိုင်း80ရာခိုင်နှုန်းနီးပါမြင့်တက်လာပါထိတ်။ ဆိုးမျိုးကဘိုးရန်ကြောင်းမြတ်များရောင်းဝယ်ရရချချာနေရာကြီးတစ်ခုဖြစ်တဲ့ချုံတို့ခရိုင်မှာစီးပွားရေးတွင်ကျန်လျက်ရှိပြီးပိတ်ရက်တွေမှာထောင်းဆိုင်တွေမှာဧည့်သည်များပြည့်စံနေပါထိထုံနန်းကျင်သူတွေက ရွှေထက်စားရှင်ပုံမောတက်သားထင်ငွေထဲပစ္စည်းတွေကို ပြောင်းလဲစိတ်ဝင်စားလာကြရလို့စိုင်းမန်နေဂျာတအူးကဆိုပါထိ အော်တိုဘားလာအထဲကဆိုင်မှာငွေချောင်းတန်ချိန်နှစ်တန်အော်ရာလက်ခံရရှိထားပြီးယမန်နှင့်ထိုကာလကထက်ဆယ်စားကျော်ပိုများနေပါအထိတ်ပတ်စံကင်ထားထားထက်စားရှင်တန်ဘိုးကြီးကြောင်မြတ်တွေဝယ်ထားတာကတန်ဘိုးပုံမထိမ့်သိမ့်ထားနိုင်ပြီးအများစုကငွေထဲပစ္စည်းတွေကိုဝယ်လာကြတယ်လို့ဝယ်သူတအုပ်ကဆိုပါအထိတ် ဝယ်လဝမြင့်တချင်းကြောင့်ထောက်ပံ့ရေးမှာထိခိုက်လာကယခုနှစ်အတွင်းငွေချောင်းရောင်းချရခြင်းက30တရမှ4ဘီလီယံဝမ်ရှိခဲ့တယ်လို့တောင်ကိုရီးယားအထက်ကဘန်တွေကဆိုပါထိပစ္စည်းနယ်လာထားကြောင့်တနင်္လာနေ့ကစပြီးငွေချောင်းရောင်းချမှုတွေရပ်ဆိုင်းသွားမယ်လို့ဘဏ်အများစုကြေညာထားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းဆက်နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့များမိုးထပ်ပါ။